အားလုံးပဲမိင်္ဂလာပါရှင်မန္တလေး news သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့2008အခြေခံဥပဒေအသေးစိတ်လေးလာသုံးသက်ရေးအဖွဲ့တစ်ခုကိုမင်းအောင်လိုင်ကစစ်အရာရှိများဥပဒေသမားတချို့ဖြင့်ဖွဲ့စည်းပြီးစာတမ်းများပြုစုတင်ပြခိုင်းအခြေခံဥပဒေပါစစ်တပ်၏အခမ်းအခဏတိုးမြင့်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အာနာရှင်ဟောင်းတန်းရွှေဥဆောင်ရေးဆွဲခဲ့သော2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီ အားနည်းချက်နဲ့အာသာချက်များပြင်ဆင်သည့်အချက်များအပါအဝင် အသေးစိတ်လေးလာသုံးသပ်ရေးအဖွဲ့တစ်ခုကိုမင်းအောင်လိုင်ကဖွဲ့စည်းပြီးစာရန်များတင်ပြခိုင်းနေကြောင်းနေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်မင်းအောင်လိုင်ကဖွဲ့စည်းလိုက်တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအသေးစိတ်လေးလာသုံးသပ်ရေးအဖွဲ့တွင်စစ်တပ်အရာရှိများကဦးဆောင်ပြီးစစ်တပ်ဘက်တော်သားအရက်ဖက်ဥပဒေသမားအချို့ကိုပါထည့်သွင်းဖွဲ့စည်းထားကြောင်းအဓိကအားဖြင့်လက်ရှိနိုင်ငံတွင်စီကံပြေဝသောဒီမိုကရေစီစနစ်အကောင့်ထည့်ဖော်ရင်း တက်မတော်၏အခမ်းကဏ္ဍများကိုပုံမှုတိုးမြင့်ရန်တို့ပါဝင်ကြောင်းသိရှိရပါသည်အခြေခံဥပဒေမှာတက်မတော်၏အခမ်းကဏ္ဍတိုးမြင့်ဖို့နှင့်တက်ချုပ်ကပြင်ဆင်ခြင်းနှင့်အချက်တွေလာမဲလွတ်တော်မှပြင်ဆင်ဖို့လို့ယူဆရပါသည်တက်အရာရှိတွေဥဆောင်ပါဝင်တော်မူအခြေခံဥပဒေပြင်ဆင်ရေးမှာတက်ရဲ့အခမ်းကဏ္ဍပုံမှုပြီးကြီးမားလာနိုင်ပါတယ်။အရေးပေါ်အခြေအနေကြီးညာမှုနဲ့ပတ်သက်ပြီးတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အခမ်းကဏ္ဍကပုံပြီးထဲထဲဝင်ဝင်ပါလာနိုင်တယ်လို့သုံးသပ်ရပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေ၏သမရအရေးချင်းသတ်မှတ်ချက်တွင်သမရသည်နိုင်ငံဝင်နှင့်မဖြစ်ရန်နှင့်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါကလည်းနှုတ်ထွက်ရမည်ဆိုသောအချက်များပါဝင်နေရာရင်းအချက်များကိုလည်းပြင်ဆင်မှုများလှုပ်လာနိုင်ပွဲရှိကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါသည်။2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ63တွင်နိုင်ငံတော်သမရနှင့်ဒုတိယသမရများသည်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျင်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ၎င်း နိုင်ငံဝင်နိုင်ဖြစ်လျင်နိုင်ငံဝင်နိုင်အဖြစ်မှလည်းကောင်းနိုင်ငံတော်သမ္မတသို့မဟုတ်ဒုတိယသမ္မတအဖြစ်အရွေးချယ်ခံရသည့်နေ့မှစတင်၍နှုတ်ထွက်ပြီးသို့မဟုတ်အငြင်းစားယူပြီးဖြစ်သည်ဟုမှတ်ယူရမည်ဟုပြဋ္ဌာန်းထားပါသည်အခြားတစ်ဖက်တွင်လည်းစစ်တပ်ကဖော်ဆောင်အကောင့်ထည့်ဖို့လိုသောစီကံပြေဝါသောဒီမိုကရေစီနှင့်ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက်အခြေခံဥပဒေကိုမေ့အောင်လိုက်ကလေးလာသုံးသပ်ခိုင်းထားကြောင်းသိရပါသည် ဆက်လက်ပြီးတဲကုန်းမြို့နယ်တွင်ကြေးရွာများကိုမိရှုနေသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်တွင်ကြေးရွာများကိုမိရှုနေသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3601တပ်ရင်းစစ်ထောက်လန်းရေးနှင့်သတင်းကြန့်ကြားရေးတာဝန်ခံရဲဘော်ရဲတို့ကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလ24ရက်နေ့နနက်9:30မိနစ်အချိန်တဲကုန်းမြို့နယ် တစ်တီတော်အုပ်စုပန်းပင်ကုန်းကျေးရွာအောင်စီသာရက်ွက်တို့မီးရှို့ပြီးပြန်ထွက်လာသောဆိုင်ကယ်၁၄စီးပါစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရန်စစ်သား၂ဦးသေဆုံးပြီး၂ဦးထဏ်ရာရရှိခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်ကလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော်လဲတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိခဲ့ကြောင်းသိရပါသည်တော်လန်ရေးတပ်ဖွဲ့များ၏မိုင်းဆွဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားသောစစ်သားအလောင်းများနှင့်ဒဏ်ရာရရှိသူများကိုတဲကုံမြို့ဘက်မှကားဖြင့်လာရောက်တဲဆောင်သွားပြီးရွှေတောင်မြို့ကရင်တရာဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကဗျူဟာ21ခုကဲမှုအောင်ရှိ3600တက်ရင်တက်ခွဲငါမရဲပေါ်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်စစ်ရေးအရှိန်မြင့်တင်လာပြီဖြစ်သောကြောင်းပြည်သူများအနေဖြင့်အကြံဖက်စစ်ကောင်စီအထိုင်စခန်းစစ်စေးရေးကိစ္စခန်းများကိုရှောင်ကွင်းသွာလာကြပါယံတော်လန်ရေးတပ်ခွဲကမြစ်တာရက်ခန့်အတီးပေးထားပါတယ် ရုရှားရောက်မရောက်လိုက်ကနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်လို့ဒီအပြင်အာဂါသစူးစမ်းလေးလာရဲ့အတွက်ဂျိုဒူးလွတ်တင်လို့ပြန်နျူကလ িয়ার အသေးစားတပ်ပေါင်းဖို့တိစောက်ရဲ့အနည်းဆုံးဒေါ်လာတန်းရာချီမှ1ဘီလီယံကျော်ခုန်ကျပြီးလာစင်ထိမ့်သိမ့်လက်ပတ်ခါဒေါ်လာ2တန်းအထက်တွင်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার တပ်ပေါင်းဖို့တိစောက်လို့ဒီအပြင်အာဂါသစူးစမ်းလေးလာရေးအတွက်ဂျိုဒူးလွတ်တင်လို့ဒီအတွက်ရုရှားနှင့်ပူးပေါင်းဆောင်ရွက်ရေးမြောက်လိုက်ကဆွေးနွေးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ် စက်တင်ဘာလ24ရက်နေ့မှစက်တင်ဘာလ29ရက်နေ့အထိရုရှားသို့သွားရောက်နေသည့်မင်းအောင်လိုက်ကမြန်မာနိုင်ငံတွင်နျူကလ িয়ার အခြေခံဓာတ်ပေါင်းပို့အခြေခံလျှက်စစ်ဓာတ်အားပြီးစက်ယုံတိဆောက်နိုင်ရေးအကူအညီပေးရန်ရုရှားကိုအကူအညီတောင်းခံခဲ့သည့်အပြင်အကာသနည်းပညာစူးစမ်းလေ့လာရေးအတွက်ဂျိုဒူးလူတင်ရေးကိစ္စရပ်များကိုပါရုရှားနှင့်ဆွေးနွေးကြောင်းသိရပါသည်မြန်မာနိုင်ငံရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ် Master Dmitry V Vagano နဲ့စက်တင်ဘာလ26ရက်နေ့တွေ့ဆုံစဉ်အာကာသစူးစမ်းလေ့လာရေးနှင့်အသုံးပြုမှုနယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဂျိုရူးလွတ်တင်ရေးဆိုင်ရာကိစ္စရပ်များအာကာသနည်းပညာနှင့်သက်ဆိုင်သည့်ပညာတော်သင်တန်းသားများဆေးလူရေးဆိုင်ရာကိစ္စရပ်များနှင့်ဆွေးနွေးကြကြောင်းသိရပါသည်ရှင်အောင်အာဂါတာစူဇန်လီလာရဲ့နှင့်အတုံပြုမှုနယ်ပယ်တွင်ဖူပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များကိုရုရှားဖက်ဒရေးရှင်းနိုင်ငံရုရှားဖက်ဒရေးရှင်းနိုင်ငံ State Speak Corporation ရော့စကတ်စမိုညွှန်ကြားရေးမှူးချုပ်မစ္စတာဒမစ်ထရီဘဂနော်နဲ့မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်ဒေါက်တာဆိုးမြင့်မောင်တို့ကမင်းအောင်လိုင်းရှေ့မောက်တွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။မင်းအောင်လိုင်းပြောဆိုနေသည့်နျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဆောက်ရေးနှင့်ဂျိုဒူးလွတ်တင်ရေးမှာအမေရိကန်ဒေါ်လာရာခိုင်နှုန်းမှဘီလီယံအထိကုန်ချနိုင်ပြီးလာစဉ်ထိန်းသိမ်းကားနဲ့လဲပတ်ခများမှာလည်းအမေရိကန်ဒေါ်လာတန်း၁၀ခန်းချီရှိကြောင်းနိုင်ငံတကာကတွက်ချက်ထားသော ကုန်ကျစရိတ်စည်ရင်းစရာများအရသိရှိရပါတယ်။ မင်းအောင်လိုင်ကမြန်မာနိုင်ငံတွင်ရုရှား၏အကူအညီဖြင့်မဂါဝတ်130အသီးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဆောက်လိုပြီးရင်းနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုမဂါဝတ်330အထိတိုးချဲ့တည်ဆောက်ရန်နှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားပါသည်မကာဝတ်130နျူကလ িয়ার အသေးစားဓာတ်ပေါင်းဖို့တခုတိဆောက်ရေးမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်ရာကြီးမှာ1ဘီလီယံခွဲကုန်ကြပြီးလာစင်ထိမ့်သိမ့်လက်ဘက်ကဒေါ်လာ2တန်းအထက်တွင်ရှိနေကြောင်းနိုင်ငံတကာကတွက်ချက်ထားသောကိန်းဂဏန်းအချက်အလက်များအရသိရှိရပါသည် ရှင်းအပြင်အကာတာတဲ့သို့ဂျိုတူးလွတ်တင်ရေးမှာလည်းအမေရိကန်ဒေါ်လာတန်း10ခန်းမှတန်းရာချီအထိကုန်ကြကြောင်းသိရှိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာကွယ်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။